အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDL DL 7108 Constitutional Law and Administrative Law Chapter 5 Constitution of the Socialist Republic of the Union of Myanmar 1974ပြည်ထောင်စု Socialist သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်5.1 Drafting of the Constitution ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း 1981ခုနှစ်တွင်ကျင်းပသောပထမအကြိမ်မြန်မာဆိုရှယ်လစ်ညီလာခံကဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။မူကြမ်းရေးဆွဲရေးကော်မရှင်ကို1981ခုနှစ်တွင်အဖွဲ့ဝင်69ဦးဖြင့်ဖွဲ့စည်းခဲ့ပြီးပြည်သူများထံမှအကြံဉာဏ်နှင့်အဆိုပြုချက်များကိုစီစစ်ရန်အုပ်စု15စုဖွဲ့စည်းခဲ့ပါသည်။မူကြမ်းကို၃ကြိမ်တန်းရေးဆွဲခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေပထမအကြိမ်မူကြမ်းကိုမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုကော်မတီကအတည်ပြုခဲ့ပါသည်။ 1983ခုနှစ်အောက်တိုဘာလတွင်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအစ်စ်ကိုပါတီညီလာခံမှာချမှတ်ခဲ့ပါသည်1983ခုနှစ်ဒီဇင်ဘာလတွင်ဆန္ဒခံယူပွဲကျင်းပခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ကိုမဲဖြင့်ထောက်ခံခြင်းနှင့်လက်ခံခြင်းတို့ပြုလုပ်ခဲ့ရာ1984ခုနှစ်ဇန်နဝါရီလ3ရက်နေ့တွင်စတင်အာဏာတည်ခဲ့ပါသည်5.2 Basic Principles of the Constitution ဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူများပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူများကိုဖွဲ့စည်းပုံအခြေခံဥပဒေအခန်း2၌အောက်ပါအတိုင်းပြဋ္ဌာန်းခဲ့ပါသည်နိုင်ငံတော်၏ရည်မှန်းချက်ပန်းတိုင်မှာ ဆိုရှယ်လစ်လူပောင်ဖြစ်ပါသည်နိုင်ငံ၏စီးပွားရေးစနစ်မှာဆိုရှယ်လစ်စီးပွားရေးစနစ်ဖြစ်သည်နိုင်ငံ၏ဖွဲ့စည်းတည်ဆောက်ပုံမှာဆိုရှယ်လစ်ဒီမိုကရေစီကိုအခြေခံသည်နိုင်ငံတွင်လူလူချင်းလူမျိုးအချင်းချင်းခေါင်းပုံဖြတ်ခြင်းကင်းရှင်းစေရမည် နိုင်ငံတော်သည်တောင်သူလက်သမားနှင့်အလုပ်သမားကိုအခြေခံသောလုံသားပြည်သူတို့၏အကျိုးစီးပွားကိုကောင်ဝယ်ဆောင်လျှောက်သည်နိုင်ငံတော်သည်တခုတည်းသောပါတီစနစ်ကိုကျင့်သုံးရမည်ဆိုရှယ်လစ်လမ်းစဉ်ပါတီသည်နိုင်ငံတော်၏တခုတည်းသောနိုင်ငံရေးပါတီဖြစ်၍နိုင်ငံတော်ကိုဦးဆောင်သည်နိုင်ငံတော်၏အချုပ်အခြာအာဏာသည်တောင်သူလက်သမားနှင့်အလုပ်သမားများကို အခြေခံသောတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့်နိုင်ငံသားများ၌တည်သည်နိုင်ငံတော်သည်နိုင်ငံအတွင်းရှိ ုံထုတ်အရင်းအီးများကိုပြည်သူပံပြုလုပ်ရမည်တမဝါယာမပိုင်အဖြစ်ဖွဲ့စည်းလုပ်သင့်သည့်လုပ်ငန်းများကိုတမဝါယာမပိုင်ပြုလုပ်မည်နိုင်ငံသားတိုင်းသည်ဥပဒေအရာတွင်အညီအမျှားဖြစ်စေရမည်နိုင်ငံတော်သည်လွတ်လပ်သောနိုင်ငံရေးဝါဒကိုအစဉ်တစိုက်ကျင့်သုံး၍ကမ္ဘာငြိမ်းချမ်းနှင့် နိုင်ငံအချင်းချင်းမိမပြဲပေါင်းဖက်ဆက်ဆံရေးကိုရှေ့ရှုသည်နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်သည် အခြေခံမူများတွင်အပိုက်9မှ28အထိပြဋ္ဌာန်းခဲ့ပါသည်5.3 state structure နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံကိုဖွဲ့စည်းပုံအခြေခံဥပဒေ၏အခန်း3၌ဖွင့်ဆိုထားပါသည်ဆက်ဆက်နေသောပြဋ္ဌာန်းချက်များအရာဗဟုဥစည်းဥဆောင်ပြု၍ဒေတာအလိုက်ကိုတိုင်စီမံဆောင်ရွက်သည့်စနစ်ကိုကျင့်သုံးသည့်နိုင်ငံတော်ကိုဒေတာအလိုက်အောက်ပါအတိုင်းစုစည်းသည်၁ ကျေးရွာများကိုကျေးရွာအုပ်စုအဖြစ်စုစည်းသည်၂ရက်ွက်များကိုမြို့အဖြစ်စုစည်းသည်၃ကျေးရွာအုပ်စုများနှင့်မြို့များကိုမြို့နယ်အဖြစ်စုစည်းသည်၄မြို့နယ်များကိုတိုင်းသို့မဟုတ်ပြည်နယ်အဖြစ်စုစည်းသည်အပိုက်30နိုင်အောက်ပါအတိုင်းပြဋ္ဌာန်းထားသည် A ကော်တူးလေကိုကရင်ပြည်နယ်ဟုသတ်မှတ်သည် B ချင်းဝိသေသနာတိုင်းကိုချင်းပြည်နယ်ဟုသတ်မှတ်သည် C တနင်္လာရီတိုင်းတစ်ကိုမွန်ပြည်နယ်ဟုသတ်မှတ်သည်ဒီ တနင်္လာရီတိုင်းနှစ်ကိုတနင်္လာရီတိုင်းဟုသတ်မှတ်သည်ဤရခိုင်တိုင်းကိုရခိုင်ပြည်နယ်ဟုသတ်မှတ်သည်ထို့ကြောင့်1984ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်ကို တိုင်း9တိုင်းနှင့်ပြည်နယ်9ပြည်နယ်အဖြစ်အညီအမျှအဖွဲ့စည်းရမည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ၌တခုတည်းသောပြည်သူ့လွှတ်တော်ရှိပြီးအပိုင်32အရာအောက်ပါဗဟုအာဏာပိုင်အဖွဲ့စည်းများကို ဖွဲ့စည်းသည် A ဝင်ကြီးများအဖွဲ့ B ပြည်သူတရားသူကြီးများအဖွဲ့ C ပြည်သူဥပဒေအကျိုးဆောင်အဖွဲ့ D ပြည်သူလုပ်ငန်းစစ်ဆေးရေးအဖွဲ့ပြည်သူကောင်စီများကိုပြည်내တိုင်းမြို့နယ်ရက်ွက်နှင့်ကျေးရွာအုပ်စုအစဉ်အဆက်အသီးသီးတွင်ဖွဲ့စည်းရမည်5.4ပြည်သူလွှတ်တော်ပြည်သူလွှတ်တော်သည်နိုင်ငံ၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီးနိုင်ငံသားများကိုသာနိုင်ငံ၏အချုပ်အခြာအာဏာကိုခံယူကျင့်သုံးဆောင်ရွက်ခွင့်ရှိသည် နိုင်ငံသားများကရွေးကြောက်တင်မြောက်ထားသော ပြည်သူ့လွှတ်တော်၌ပြည်သူများကအနှင်းထားသောအချုပ်ချာအာဏာကိုမဲပေးကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီးနိုင်ငံတော်အာဏာကို1984ခုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအဖွဲ့အစည်းများသို့တဆင့်လွှတ်အပ်ကျင့်သုံးစေသည်5.4.1 Composition ဖွဲ့စည်းပုံပြည်သူ့လွှတ်တော်ကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာဥရင်များအရာဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားများကလှုပ်ဝက်ဆန္ဒမဲဖြင့် တရက်ရွေးချယ်တင်မြောက်သည့်ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခဲ့သည်ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း400ကျော်ဖြင့်ဖွဲ့စည်းပြီးမဲဆန္ဒနယ်အနေနှင့်မြို့နယ်ကိုအခြေခံ၍ရွေးကောက်တင်မြောက်သည်ပြည်သူ့လွှတ်တော်တွင်မြို့နယ်အသီးသီးမှကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားပြီးရွေးချယ်တင်မြောက်ခြင်းဥပဒေဆိုင်ရာကသတ်မှတ်ထားသော လူဦးရေအမျိုးအစားနှင့်အညီရွေးချယ်တင်မြောက်ထားခြင်းဖြစ်သည်ပြည်သူ့လွှတ်တော်၏တွဲဖက်အဖွဲ့ဝင်များကို မြို့နယ်ဆက်မြို့နယ်ထက်မင်းဲပါဝင်သော လူရည်ဆက်သိမ်းတဲ့မင်းဲရှိသောပြည်နယ်များသို့မဟုတ်တိုင်းများမှနေရာတက်မှတ်ထားသည်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည်အသက်28နှစ်ပြည့်ရမည်ဖြစ်ပြီးရွေးချယ်တင်မြှောက်ခြင်းအတွေ့အချင်းပြည့်မည်သူဖြစ်ရမည်ပြည်သူ့လွှတ်တော်၏တက်တန်းသည်၄နှစ်ဖြစ်ပါသည်5.4.2ပါဝါအာဏာများဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်း47အရနိုင်ငံတော်၏ဥပဒေပြုအာဏာကိုပြည်သူ့လွှတ်တော်၌သာလျှင်အနှင်းထားရှိသည် ပြည်သူ့လွှတ်တော်သည်အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်အာဏာကိုဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတဆင့်လွှတ်အပ်သည်ပြည်သူ့လွှတ်တော်၌နိုင်ငံနှင့်ဆက်လင်း၍စီးပွားရေးစီမံကိန်းနှစ်စဉ်ရာသုံးခန့်မှန်းခြေငွေစရင်အကွန်ကောက်ခံခြင်းစစ်ကြေညာခြင်းနှင့်စစ်ပြည်ညင်ညင်ကိစ္စများကိုဥပဒေပြဋ္ဌာန်းနိုင်ပြီးလိုအပ်လျင်ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရေးဆောင်ရွက်နိုင်သည်ပြည်သူ့လွှတ်တော်သည်စီးပွားရေးဗန္နာရေးလူမှုရေး အများပြည်သူစီမံခန့်ခွဲရေးဥပဒေပြုရေးနိုင်ငံသားရေးတိုင်းရင်းသားလူမျိုးများဆိုင်ရာအရေးအရာများနှင့်ဆက်လင်းသည့်ရေးရာကော်မတီများကိုဖွဲ့စည်းခွင့်အာဏာရှိသည်၎င်းပြင်ပြည်သူ့လွှတ်တော်သည်လိုအပ်လျင်တာဝန်များနှင့်အာဏာများအနည်းငယ်အတွက်ကော်မတီများနှင့်ကော်မရှင်များကို ဖွဲ့စည်းရမည်နိုင်ငံတော်ကောင်စီနှင့်ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည်ပြည်သူ့လွှတ်တော်သို့တာဝန်ခံရပြီးအောက်ဖော်ပြပါအကြောင်းတစ်ခုခုကြောင့်ပြည်သူ့ကောင်စီတရက်ကိုဖြစ်စေသို့မဟုတ် ပြည်သူကောင်စီများသို့ဖြစ်စေပြည်သူလွှတ်တော်ကဖျက်သိမ်းနိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တရရက်ကိုဖောက်ဖျက်ကျူးလွန်ခြင်းတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်ပျက်ပြားစေရန်ဆောင်ရွက်ခြင်းနိုင်ငံတော်တည်ငြိမ်ခိုင်မြဲရေးကိုအနည်းအပြူထိပါခြင်းပြည်သူလွှတ်တော်ကချမှတ်ပြဋ္ဌာန်းထားသောဆုံးဖြတ်ချက်တရရက်ကိုစန့်ကျင်ခြင်းချိုးဖောက်ခြင်းတာဝန်များကိုကြေပွန်စွာမထမ်းဆောင်ခြင်းတို့ဖြစ်သည်5.4.3 Law Making ဗုဒ္ဓတက္ကနိ ဥပဒေပြုလုပ်ခြင်းနိုင်ငံတော်၏ဥပဒေပြုအာဏာကိုအထက်ပါဖော်ပြချက်အတိုင်းပြည်သူ့လွှတ်တော်တစ်ခုတည်းတွင်အနှင်းထားသည်ပြည်သူ့လွှတ်တော်၏ဆုံးဖြတ်ချက်ကာကြီးအရေးကြီးသော ကိစ္စရပ်များကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏85ရာခိုင်နှုန်းစန္ဒာမဲဖြင့်ဆုံးဖြတ်ခြင်းခါခွေတာမန်ကိစ္စရပ်များကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ထက်ဝက်ကျော်စန္ဒာမဲဖြင့်ဆုံးဖြတ်ခြင်းကားငယ် အရေးကြီးသောကိစ္စသို့မဟုတ်တာမန်ကိစ္စဟူ၍အယူအဆကွဲလွဲနေပါကရင်းပြဿနာကိုဆုံးဖြတ်ရန်အဖွဲ့များအားလုံး၏ထက်ဝက်ကျော်ဆန္ဒမဲဖြင့်ဆုံးဖြတ်ခြင်းပြည်သူ့လွှတ်တော်သည်အပိုင်း46အရာတိုင်းနှင့်ပြည်နယ်ပြည်သူ့ကိုယ်စားလှယ်အားလုံး၏ထက်ဝက်ကျော်ကသဘောတူမှသာတိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှုနှင့်ပတ်သက်၍ဥပဒေများရေးဆွဲပြဋ္ဌာန်း권ရှိသည်ပြည်သူ့လွှတ်တော်သည်အပိုင်း49အရာစစ်ကြညာခြင်းနှင့်စစ်ပြင်းငင်းခြင်းတို့ကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ 85ရာခိုင်နှုန်းဆန္ဒမဲဖြင့်သာဆောင်ရွက်နိုင်သည်5.5 Council of State နိုင်ငံတော်ကောင်စီနိုင်ငံတော်ကောင်စီကိုဗဟုအနေဒေသဆိုင်ရာအဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်ရန် ကြီးကြပ်ကိုယ်ခဲ့ရန်ညွှန်ကြားရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းထားသည်ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများကိုနိုင်ငံတော်၏ဗဟုအနေဒေသဆိုင်ရာအဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်ရန်ကြီးကြပ်ကိုယ်ခဲ့ရန်ညွှန်ကြားရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းထားသည်5.5.1 Composition ဖွဲ့စည်းပုံနိုင်ငံတော်ကောင်စီကိုအောက်ဖော်ပြပါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှရွေးချယ်ဖွဲ့စည်းထားသည်ကာကြီးပြည်내နှင့်တိုင်းတစ်ခုခု၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကမိမိတို့အထက်မှတအူးကြသည့်ရွေးချယ်တင်မြောက်သောကိုယ်စားလှယ်ခါခွေပုံမှကွဲကာကြီးအရာရွေးချယ်တင်မြောက်သောကိုယ်စားလှယ်ဥယျာဉ်နှင့်ညီများသည့်အရေးအတွက်ကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကမိမိတို့အထက်မှရွေးချယ်တင်မြောက်သောကိုယ်စားလှယ်များကားငယ်ဝင်းကြီးချုပ် အပိုင်64အပိုင်ခွဲကာကြီးနှင့်ခါဝေးတို့အရာရွေးချယ်တင်မြောက်သောနိုင်ငံတော်ကောင်စီဝင်များသည့်မိမိတို့အထက်မှနိုင်ငံတော်ကောင်စီဥက္ကဋ္ဌတဦးနှင့်အတွင်ရေးမှူးတဦးကိုရွေးချယ်တင်မြောက်၍ပြည်သူ့လွှတ်တော်၏အတည်ပြုချက်ကိုရယူရမည်။နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည်နိုင်ငံတော်သမ္မတဖြစ်ပြီးနိုင်ငံတော်ကိုကိုယ်စားပြုသည်။5.5.2 Powers and Functions လုပ်ငန်းတာဝန်များနှင့်အာဏာများ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များအကျိုးသက်ရောက်မှုရှိစေရန်နိုင်ငံတော်ကောင်စီကတာဝန်ယူဆောင်ရွက်ရမည်။အပိုင်း83အရာနိုင်ငံတော်ကောင်စီသည်အောက်ဖော်ပြပါလုပ်ငန်းတာဝန်များနှင့်အာဏာများရှိသည်။ကာကြီးပြည်သူ့လွှတ်တော်အစည်းအဝေးကိုတဘာပတိအဖွဲ့နှင့်ညှိနှိုင်း၍ခေါ်ယူခြင်းခါခွေဒီဖွဲ့စည်းပုံအခြေခံဥပဒေမှအပါအခြားဥပဒေများ၏အ내အသေးအဝယ်ဖွင့်ကိုတညီတညွတ်ထဲဖြစ်စေရန်ဖွဲ့ဆိုခြင်းကားငယ် ြည်သူ့လွှတ်တော်ကပြဋ္ဌာန်းသောဥပဒေများနှင့်နည်းဥပဒေများကိုထုတ်ပြန်ရန်ကာကြီးဝန်ကြီးများအဖွဲ့ပြည်သူ့တရားသူကြီးများအဖွဲ့ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကိုရွေးချယ်တင်မြှောက်ရန်နှင့်အစအတို့ရွေးချယ်တင်မြှောက်နိုင်ရန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှအမည်စရင်းများတင်သွင်းခြင်းငါပြည်သူ့လွှတ်တော်ရေးရာကော်မတီများကိုရွေးချယ်တင်မြှောက်ရန်ပုံမှာ64ပုံမှာခွဲကာကြီးနှင့်ခါခွေးတို့အရာ ရွေးချယ်တင်မြှောက်ထားသောနိုင်ငံတော်ကောင်စီဝင်များကစုပေါင်း၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှအမိစရင်တင်သွင်းခြင်းစာလုံးနိုင်ငံခြားတိုင်းပြည်များနှင့်တန်တမန်ဆက်သွယ်ခြင်းဖြတ်တောက်ခြင်းတန်တမန်များကိုခန့်အပ်ခြင်းပြန်လည်ခေါ်ယူခြင်းနှင့်ပတ်သက်၍အဆုံးဖြတ်ပေးခြင်းစာလိန်နိုင်ငံခြားတန်တမန်များ၏ခန့်အပ်လွှာများကိုလက်ခံခြင်းနိုင်ငံခြားတန်တမန်များအားပြန်လည်ခေါ်ယူရန်အကြောင်းကြားခြင်းနှင့်ပတ်သက်၍အဆုံးဖြတ်ပေးခြင်းစာကွဲ့ ပြည်သူ့လွှတ်တော်၏အတည်ပြုချက်နှင့်စာချုပ်များကိုရုပ်သိမ်းရန်တူဒီမဟုနှစ်စဉ်အပြည်ပြည်ဆိုင်ရာစာချုပ်များတူဒီမဟုအတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ဆုံးဖြတ်ချက်များပြုလုပ်ခြင်းစာမြင့်စွဲအပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနှင့်ပတ်သက်၍အဆုံးဖြတ်ပေးခြင်းညဒုတိယဝန်ကြီးများကိုရွေးချယ်ခန့်အပ်ခြင်းတာဝန်မှရစဲခြင်းတတလင်းကျိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအားနိုင်ငံတော်ကိုတိဆာဖောက်ပြက်မှုဖြင့်အရေးယူရန်အကြောင်းပေါ်ပေါက်လျင်ရင်းပုတ်ကိုအားတာဝန်မှ၎င်းပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်ခြင်းမှ၎င်းခਿੱတရဆက်၍အနီးကပ်ဆုံးပြည်သူ့လွှတ်တော်၏အတည်ပြုချက်ရယူခြင်းထားဝင်မဲ့ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်း၏အကြီးအကဲကိုဖယ်ရှားရန်တိုးတီးမဟုတ်ခန့်အပ်ရန်ဒါရင်ကဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ဆုံးဖြတ်ချက်အမိန်များသည့်ဥပဒေနှင့်ကန့်ညီခြင်းမရှိပါကပယ်ဖျက်ခြင်း တိုင်းရင်မဟုတ်ဂုံနူးဆောင်ပွဲများဂုံနူးဆောင်ဒစိမ်များကို ပြားထန်းခြင်းအံ့နံ့ခြင်းရုပ်သိမ်းခြင်းနာကြီးလူငင်းချမ်းသာခွင့်ပေးခြင်းတာဝန်မှုဤဖွဲ့သည်ပုံအခြေခံဥပဒေနှင့်အခြားဥပဒေများက အနှင်းသောတာဝန်နှင့်လုပ်ပိုင်ခွင့်များကိုတာဝန်ယူဆောင်ရွက်ခြင်းနိုင်ငံတော်ကောင်စီသည်ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုနှင့်တစ်ခုအကြားတွင်အခွန်အခါများကောက်ခံခြင်းနိုင်ငံတော်စည်းဝါးရေးနှစ်စဉ်အရာအသုံးဆိုင်ရာကိစ္စများအတွေ့ လိုအပ်လျင်ဥပဒေကဲ့သို့အာဏာသိသောအမိန်များကိုပြဋ္ဌာန်းနိုင်ခွင့်ရှိသည်နိုင်ငံတော်သည်ကျူးကျော်တိုက်ခိုက်ခြင်းခံရလျင်နိုင်ငံတော်ကောင်စီကစစ်ရေးအရာလိုအပ်သလိုဆောင်ရွက်ပိုင်ခွင့်ရှိသည်နိုင်ငံတော်၏ဒေသအချို့တွင်သော၎င်းနိုင်ငံတော်ဝန်လုံးတွင်သော၎င်းနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက်အရေးပေါ်အခြေအနေပေါ်ပေါက်လျင်နိုင်ငံတော်ကောင်စီသည်လိုအပ်ပါကအရေးပေါ်အခြေအနေကြီးညာ၍စစ်အုပ်ချုပ်ရေးဥပဒေကိုထုတ်ပြန်နိုင်သည်နိုင်ငံတော်ကောင်စီသည်ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ပြည်သူဝင်တဲ့အခွင့်အရေးများဤလုပ်ငန်းများနှင့်ပတ်သက်၍လမ်းညွှန်ခြင်းကြီးကြပ်ကိုခဲ့ခြင်းပေါင်းဆက်ညှိနှိုင်းရင်းတို့ကိုပြည်သူ့လွှတ်တော်ကပြဋ္ဌာန်းသောဥပဒေများနည်းဥပဒေများဆုံးဖြတ်ချက်နှင့်အညီဆောင်ရွက်ရမည်5.6 Council of Ministers ဝင်ကြီးများအဖွဲ့ဝင်ကြီးများအဖွဲ့သည်နိုင်ငံတော်၏အမြင့်ဆုံးပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့ဖြစ်သည်ဝင်ကြီးအဖွဲ့သည်ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရမည်ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပမည်ကာလမဟုတ်လျှင်နိုင်ငံတော်ကောင်စီကိုတာဝန်ခံရမည် နိုင်ငံတော်ကောင်စီဝင်များကစူပေါင်းရေးတင်သွင်းသည့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမိစင်းင်းထဲမှပုဂ္ဂိုလ်များကိုဝင်ကြီးအဖွဲ့ဝင်များအဖြစ်ရွေးချယ်တင်မြောက်သည်ဝင်ကြီးများအဖွဲ့ပြည်သူ့လွှတ်တော်ကိုယ်စားနိုင်ငံတော်၏ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဘဏ္ဍာရေးစီးပွားရေးလူမှုရေးယဉ်ကျေးမှုနိုင်ငံရေးနှင့်နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကိုစူပေါင်းဥဆောင်မှုစနစ်အရတာဝန်ယူစီမံခန့်ခွဲသည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုတိုင်းရင်းသားလူမျိုးများအားလုံး၏စီးပွားရေးစီမံကိန်းများအဖြစ်အကောင့်ထည့်ဖို့ဆောင်ရွက်သည်ပြည်သူ့လွှတ်တော်၏ဆုံးဖြတ်ချက်များနိုင်ငံတော်ကောင်စီအမိန့်များကိုအကောင့်ထည့်ဖို့သည်ဝင်ကြီးဌာနများပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့များနှင့်ပြည်သူ့ကောင်စီအလုံးအမှုဆောင်အဖွဲ့အစင်းစင်းကိုလမ်းညွှန်ခြင်းပေါင်းစပ်ညှိနှိုင်းပေးခြင်းဆက်သွယ်ပေးခြင်းပြုသည် အောက်ပါဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်ကပြဋ္ဌာန်းပေးနိုင်ရန်ဝင်ကြီးအဖွဲ့ကဒါလင်းနိုင်ငံတော်ကောင်စီမှတဆင့်ပြည်သူ့လွှတ်တော်သို့တင်ပြရမည် Based on Economic Plan စီးပွားရေးစီမံကိန်းနဲ့ပတ်သက်သည့်ဥပဒေကြမ်း Based on Budget ရာသုံးခန့်မှန်းခြေငွေစည်းရင်းနဲ့ပတ်သက်သည့်ဥပဒေကြမ်း Based on Taxation အခွန်အကောင့်နဲ့ပတ်သက်သည့်ဥပဒေကြမ်း5.7 Council of People's Justice ပြည်သူတရားသူကြီးအဖွဲ့ပြည်သူတရားသူကြီးအဖွဲ့သည်နိုင်ငံတော်၏အမြင့်ဆုံးတရားစီရင်အဖွဲ့ဖြစ်သည်နိုင်ငံတော်ကောင်စီဝင်များကစူပေါင်း၍တင်သွင်းသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမိစင်းင်းထဲမှာ ပုဂ္ဂိုလ်များကိုပြည်သူတရားသူကြီးအဖွဲ့ဝင်များအဖြစ်ရွေးချယ်တင်မြောက်သည် ပြည်သူတရားသူကြီးအဖွဲ့သည်ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရသည်တရားစင်ရေးအခြေအနေကိုပြည်သူ့လွှတ်တော်သို့အစီရင်ခံရမည် ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့်ကာလမဟုတ်လျှင်နိုင်ငံတော်ကောင်စီကိုတာဝန်ခံရမည်ပြည်သူတရားသူကြီးအဖွဲ့သည်နိုင်ငံတော်အတွင်းရှိတရားစီရင်ရေးအဖွဲ့များနှင့်တရားရုံးများကိုကြီးကြပ်ကိုယ်ကဲ့သည်လိုအပ်သောတရားစီရင်ရေးအဖွဲ့များကိုမိမိတို့အဖွဲ့များဖြင့်သာဖွဲ့စည်း၍တရားစီရင်ရမည်5.8 Council of People Attorney ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ပြည်သူ့လွှတ်တော်ကရွေးချယ်တင်မြှောက်ထားသောနိုင်ငံတော်ကောင်စီဝင်များကိုစုပေါင်း၍တင်သွင်းသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည်စင်းထဲမှပုဂ္ဂိုလ်များကို ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင်များအဖြစ်ရွေးချယ်တင်မြှောက်သည်ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည်အောက်ပါတာဝန်များကိုထမ်းဆောင်ရမည်ဆိုရှယ်လစ်စနစ်ကိုကာကွယ်စောင့်ရှောက်ခြင်းဒုတ်သားပြည်သူတို့ရပိုင်ခွင့်များနှင့်အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်း နိုင်ငံတော်ကောင်စီနှင့်ဝန်ကြီးအဖွဲ့အားဥပဒေနှင့်ပတ်သက်သည့်အကြံဉာဏ်များပေးခြင်းဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်ဝန်ထမ်းအဖွဲ့အစည်းများ၏လှုပ်ဆောင်ချက်များသည့်ဥပဒေနှင့်မညီညွတ်ကြောင်းတွေ့ရှိပါကနိုင်ငံတော်ကောင်စီသို့တင်ပြခြင်းပြည်သူဥပဒေအကျိုးဆောင်အဖွဲ့သည်ပြည်သူလွှတ်တော်ကိုတာဝန်ခံရမည်ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့်ကာလမဟုတ်လေနိုင်ငံတော်ကောင်စီကိုတာဝန်ခံရမည်ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည်ဗဟိုပြည်နယ်နှင့်တိုင်းဥပဒေဝန်ထမ်းများ မြို့နယ်ဥရေဝန်ထမ်းများကိုကြီးကြပ်ကောက်ခဲ့ခြင်းနှင့်လမ်းညွှန်ခြင်းများပြုလုပ်နိုင်သည်5.9 Council of People Inspector ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည်ပြည်သူ့လုပ်ငန်းစစ်ဆေးရေးနှင့်ပတ်သက်၍အမြင့်ဆုံးအဖွဲ့ဖြစ်သည်နိုင်ငံတော်ကောင်စီဝင်များကစုပေါင်း၍တင်သွင်းသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည်စင်းနှင့်မှပုဂ္ဂိုလ်များကိုပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များအဖြစ်ရွေးချယ်တင်မြှောက်သည် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည်ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရပြီးပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့်ကာလမဟုတ်လင်နိုင်ငံတော်ကောင်စီကိုတာဝန်ခံရမည်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဝင်ကြီးဌာနများဝန်ထမ်းအဖွဲ့အစည်းများနှင့်စစ်ဆေးရန်ဥပဒေအရသတ်မှတ်ထားသောအဖွဲ့အစည်းများ၏လုံဆောင်ချက်များသည်ပြည်သူတို့အတွေ့အကျိုးသက်ရောက်မှုရှိမရှိကိုပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေးရမည်5.10 People's Council ပြည်သူ့ကောင်စီ ြည်သူ့ကောင်စီအစဉ်အဆက်သည်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြစ်၍အောက်ပါလုပ်ငန်းရပ်များကိုဥပဒေပေါင်းအတွင်းအကောင့်တွေပေါ်ဆောင်ရွက်ရမည်။ကာဂျီ Economics and Social Affairs and Public Administration စီးပွားရေးလူမှုရေးနှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲရေးခါခွေ Administration of Justice တရားစီရင်ရေးကားငယ်လုံငယ်စက်ကြွယ်တီ Defend Maintenance of Rule of Law and Order ဒေသဆိုင်ရာလုံခြုံရေးကာကွယ်ရေးတရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းအသစ်ကိုတည်ငြိမ်ရေးကာဂျီ Protection of the Right of the People in the Area Concept သက်ဆိုင်ရာဒေသအတွင်းရှိလူသားပြည်သူများ၏ရပိုင်ခွင့်များကိုကာကွယ်စောင့်ရှောက်ပေးရေး C Formulation of Economic Plan and their Implementation စီးပွားရေးစီမံကိန်းရေးဆွဲရေးနှင့်အကောင့်ထည့်ဖော်ရေးစာလုံး Construction Settlement and Rural and Urban Development စောက်လုပ်ရေးနေရာချထားရေးကျေးလက်ဖွံ့ဖြိုးရေးနှင့်မြို့ပြစီရင်တာယာရေး စလင် communication လမ်းမဆက်သွယ်ရေးဇာခွဲ preservation protection and development of nature and environment တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးပြည်နယ်ပြည်သူ့ကောင်စီတိုင်းပြည်သူ့ကောင်စီနှင့်အမျိုးနယ်ပြည်သူ့ကောင်စီများသည့်ပြည်သူ့ကောင်စီရေးရာကော်မတီများကိုတက်ဆိုင်ရာပြည်သူ့ကောင်စီဝင်များဖြင့်ရွေးချယ်တင်မြောက်ဖွဲ့တည်ရမည်ပြည်သူ့ကောင်စီအစဉ်အဆက်သည့်ဒေသဆိုင်ရာအရေးကြီးသောကိစ္စများနှင့် ကီတုအကျိုးပြုအကြံပေးချက်များကို အောက်မှအထက်သို့အဆင့်ဆင့်အားဖြင့်နိုင်ငံတော်ကောင်စီအထိတင်ပြနိုင်သည်5.11 conclusion ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ၏1984ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခန်းပေါင်း16ခန်းနှင့်အပိုက်ပေါင်း209ခုပါဝင်သည်1984ခုဖွဲ့စည်းပုံအခြေခံဥပဒေ၏ထင်ရှားသောလက္ခဏာရပ်များတွင်တပါတီစနစ်ဆိုရှယ်လစ်စီးပွားရေးစနစ်ဥပဒေပြုလွှတ်တော်တရက်နှင့်တပြည်တော်နိုင်ငံများပါဝင်သည် 1994ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာကိုတစုတစ်ပေါင်းနဲ့ထားရှိခြင်းနှင့်အာဏာခွဲဝေခြင်းသုံးလက်ခံခြင်းများပါဝင်ပါသည်